ဒီလာမဲ2026မှာအင်္ဂါတောင်းတွေအတွက်ကံကောင်းနေလားကံဆိုးနေလားဘာတွေကိုတတိထားရမလဲဘာတွေကိုပြင်ဆင်ထားရမလဲဘလို့ရတရားတွေကိုခြေထားရမလဲမိတ်ဆွေရဲ့အချစ်ရဲ့အိမ်တော်ရဲ့စီးပွားရေးငွေချေလောက်ကံပညာရေးတာရိကံကအစားထီပေါက်ကံတွေရှိနေလားစုံလျောင်းလေးကျွန်တော်ကြည့်ပေးပါဖြစ်ပါတယ်ဘေးဝဲနောက်မှာကျွန်တော်ရတရားလေးပေးမယ်ဒီရတရားကိုနှုတ်ထားမယ်ဆိုရင်ဒီလာမဲ2026 တစ်နှစ်လုံးမှာကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရေတရာကူတော့တစ်နှစ်ပတ်လုံးကံရတဲ့ချိန်တိုင်းပြုလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့တူတူလိုက်ကြည့်ကြမယ်ခင်ဗျာ။ ဒီလာမဲ2026မှာအင်္ဂါသားပြီးတော့ကံကောင်းနေလားကံဆွနေလားနှခုနဲ့မေးရင်ကောင်းအားက90ရှိနေပါတယ်တတိထားရမှာ90လောက်ရှိနေပါတယ်ဘာလို့ရကောင်းနေတာလဲဘာလို့တတိထားရောက်လဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အတိုင်းအောင်လိုက်နာမယ်ကျွန်တော်ပြီးတဲ့ရက်ရက်အောင်ခြေမယ်ဆိုရင်တော့တေချာပေါင်း80ရက်ခန့်လောက်90ရက်ခန့်လောက်ကံကောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဦးကျွန်တော်ကအကြံပြုချင်ပါတယ်နံပါတ်၁ချက်နေတဲ့မိတ်ဆွေကန်နဲ့ပတ်သက်တာ ကောင်းအားနဲ့ဆိုးအားနဲ့ဒုံသွင်းနေတဲ့ကာလမှာရှိနေပါတယ်။ကောင်းတော့တကယ်ကျင့်တယ်အထောက်ပံ့ကြအောင်ကို့မှာအဆင်ပြေတာမျိုးနော်ငွေကြေးတွေပြည့်စုံတာမျိုးပြီးတော့အလုတ်ကင်တွေအဆင်ပြေတာမျိုးကြုံတွေ့နိုင်ပါတယ်။ပြီးတော့ကိုကအကြံဉာဏ်ကောင်းတဲ့တတ်တောင်းမဲ့ဆိုရင်ရရှိနိုင်ပါတယ်။တခုတိထားရမှာက တချို့တငယ်ချင်းမိတ်ဆွေတို့ကြောင့်ကိုယ့်ရဲ့အလောက်ကိုင်းတွေစီးပွားရေးတွေတောက်နေတာမျိုးသူတို့တို့ကြောင့်ကိုယ့်မှာအကျွေးတင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်မဲ့ဆိုအထူးပြုဆိုင်ပါ။ကောင်းတော့မိတ်ဆွေတငယ်ချင်းတွေကိုကောက်ကောက်မွန်ဆက်ဆံပြီးတော့ကိုယ့်ကိုခက်ခဲပေးမဲ့သူကိုယ့်အကျက်နဲ့ပြအောင်လုပ်မဲ့သူတွေကိုဘာမှအားနာနေစရာမလိုဘူး။စိတ်ပေါင်းကိုခွာဆိုတဲ့ပုံစံတိုင်းကိုပေါင်းနေဆက်ဆံမှပဲအဆင်ပြေမှာဖြစ်ပါ။ဟုတ်ပါခင်ဗျာ။မိတ်ဆွေတငယ်ချင်းအခက်ခဲဖြစ်နေလို့ငွေတွေအာမခံပေးပါလို့အဲ့လိုမျိုးပြောလာခဲ့မယ်ဆိုရင် လုံးဝမလုပ်ပေးပါနဲ့။ သူတို့တို့ကြောင့်ကိုယ်မှာအကျွေးတင်တာတို့တွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်တငယ်ချင်းကမိတ်ဆွေကန်နဲ့ပတ်သက်မဲ့ဆိုရင်တော့အထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ညစ်နေတာတော့မဟုတ်ဘူးငွေတချို့ဝင်လာနိုင်ပါတယ်ဝင်လာတဲ့ငွေတွေကလည်းနော်ကန်နဲ့ပတ်သက်ပြီးတော့ဝင်မှာမဟုတ်ဘူးကန်နဲ့ပတ်သက်ပြီးတော့လောဝလောက်လို့မရဘူးကန်နဲ့ပတ်သက်ပြီးတော့လောက်ကန်ပြီမယ်ဆိုရင်တေချာပေါ့စုဆောင်းတဲ့ငွေကြေးတွေပလုံသွားမှာဖြစ်ပါတယ်ကိုစူးစမ်းရင်စူးစမ်းလောက်တလောက် ော်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်။ရစရာရှိတဲ့ငွေတွေအလွယ်တကူရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါလေခင်ဗျာ။မိသားစုရင်းနဲ့ပတ်သက်ပြီးတော့တခုသတိထားစရာတခုရှိပါတယ်။မိသားစုရင်းနဲ့ပတ်သက်ပြီးတော့မိဆွေကကောင်းနေမယ်ဆိုရင်မိသားစုရင်းတွေအဆင်ပြေပြီးတော့မိဆွေကမိဆွေရဲ့မိသားစုပေါ်မှာနားလည်မှုမပေးတာတွေ တော့ကိုကအနိုင်ယူတာတွေအမြဲတမ်းလို့ကိုကစိုးနေတယ်ဆိုရင်တော့မိသားစုတွေအဆင်မပြေပြီးတော့စိတ်ညစ်စရာတွေကြုံတွေ့နေမှာလေကိုနဲ့ကိုရဲ့မိဘတွေညီကောင်မောင်နှမတွေနဲ့လည်းနားလည်မှုတွေလွှဲပြီးတော့အဆင်မပြေဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်မိသားစုကြီးတွေအဆင်ပြေခြင်းတယ်ဆိုရင်တော့ကိုဘက်ချမ်းကကောင်းနိုင်အောင်ကြိုးစားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။အိမ်ချမ်းပြေနဲ့ပတ်သက်မယ်ဆိုတော့ဒီခုဒီထားမှာအမားယူတွေဖြစ်ပြီးတော့เนาะအဆင်မပြေဖြစ်တတ်ပါတယ်။ အိမ်ဝင်မဲ့သူတွေခြံဝင်မဲ့သူတွေအထူးပြုဆိုင်ပါခင်ဗျာ အမှားယူတွေဖြစ်သက်ပါတယ်အကောင်းဆုံးကဒီ2026မှာနော်အိမ်ဝင်မဲ့သူတွေခြံဝင်မဲ့သူတွေအထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အတူရောင်းတွေအလင်းညာတွေကြောင့် နော်ကို့မှာဆုံးရှုံးမှုတွေတွေဖြစ်နိုင်ပါတယ်အထူးပြုဆိုင်ပါလူငယ်တွေအရန်တိချင်တဲ့အချိန်နဲ့ပတ်သက်တာအချိန်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေတဲ့ကာလတစ်ခုမှာရှိနေပါတယ်အချိန်နဲ့ပတ်သက်ပြီးတော့ရီစာဟောင်းတွေကဆက်သွယ်လာတာမျိုးရီစာဟောင်းတွေအတွက်ကြောင့်ကို့မှာအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ကိုနဲ့ကိုရဲ့ချီတွေကပြက်နေတယ်ကြာနေပြီနော်ကိုရဲ့ရီစာအဟောင်းတွေကိုကွာတန်းသားနေတယ်မျောနေတယ်ဆိုရင်အဲ့လိုလူတွေရှိတယ်ဆိုရင်တေချာပေါ့နော်ရီစာဟောင်းတွေဆက်သွယ်လာတာမျိုးတွေရီစာအဟောင်းတွေနဲ့အဆင်ပြေသွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ် အဟောင်းတွေကအစ်စ်ပြန်ဖြစ်မယ်ဆိုတဲ့ကာလထဲမှာရှိနေပါတယ်။ဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုဒီ2026မှာအရင်တော့ကပတ်သက်ခဲ့မှုတွေရီစာဟောင်းတွေနဲ့ပြန်လည်အဆင်ပြေမယ်။နှစ်တစ်ခါမှဖြစ်နေပါတယ်။ပြီးတော့မမျောလိမ့်မဲ့အိမ်တော်လည်းကြာနိုင်ခြင်းရှိပါတယ်။အရန်ကောင်းပါလေ။နောက်တစ်ချက်ကောင်းမီတာကဒီလာမဲ့2026မှာမျက်နှာအရန်ပွေနေတဲ့ကာလမှာရှိတယ်။အရန်ဆန်းပွေနေတယ်ပေါ့ဗျာ။ မိတ်ဆွေရအခြေအနေပတ်သက်ပြီးတော့ကိုယ်ချင်းတက်လာတဲ့သူတွေကသူ့ရောင်တွေများနေတက်ပါတယ်။ဒါကြောင့်အဟောင်းနဲ့အစ်စ်နဲ့ရွေးချယ်မယ်ဆိုရင်အဟောင်းတွေကကိုယ်ပို့ပြီးတော့အကျိုးပေးတဲ့အကြောင်းမို့ရီစာဟောင်းတွေကိုပဲရွေးချယ်တက်ပါတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်။နောက်တစ်ချက်အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စင်ညစ်စရာတွေစိတ်ဆုပ်စရာတွေတချို့ကြုံတွေ့တက်ပါတယ်။ဘာမဟုတ်တဲ့ဇကားတွေအတွက်ကြောင့်ဘာမဟုတ်တဲ့လူတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ရေးထိခိုက်တက်ပါတယ်။အဆင်မပြေဖြစ်တက်ပါတယ်။ ။ဒါကြောင့်မို့အိမ်တော်ရေးနဲ့ပတ်သက်မဲ့ဆိုအထူးဒီထားရမှာကအပြောစော်လေးတွေဒီထားပါ။ပတ်ဝန်းကျင်ကလူတွေတကယ်ချင်းမိတ်ဆွေတဲ့စကားတွေအထူးပြုဆိုင်ပါ သူတို့အတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ရွေးထိခိုက်တာမျိုးတွေအဆင်မပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်အိမ်တော်ရွေးနဲ့ပတ်သက်မဲ့ဆိုရင်ပြောတာဆိုရယ်ဂယုဆိုင်သူများစကားတွေနားမထောင်နဲ့နားမယောင်နဲ့ဒါဆိုရင်အိမ်တော်ရွေးတွေတာယာပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ကျမရွေးနဲ့ပတ်သက်ပြီးတော့ထွထွေတူးတူးပြောစရာမလိုပါဘူး။ကျမရွေးနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နေ့နေ့မှာရှိနေပါတယ်။ကျမရွေးမကောင်းတဲ့သူတွေကျမရွေးကြောင့်တော့ကများနေတဲ့သူတွေကျမရွေးကြောင့်စဉ်ညစ်နေရတဲ့သူတွေအနာနဲ့ဆေးနဲ့မတည့်တဲ့သူတွေ တော့တေချာမောင်ယောဂဝိညာဉ်တက်တာပြီးတော့ပျောက်ခင်းသွားမှာဖြစ်ပါတယ်ကျမ်းမာနေတဲ့သူတွေနေတဲ့ကတော့ជីជីမမတွေဖြစ်လာဖို့မရှိဘူး။ယာဒီဥထုအကူပြောင်းကြောင့်ပဲကျမ်းမာရေးတစ်ခါလေးညံ့တတ်ပါလေ။ဒီသဘောလေးပဲရှိပါလေ။ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တိတ်စဉ်စရာမလိုဘူး။စိတ်ပူစရာမလိုတဲ့ကာလထဲမှာရှိပါလေ။နောက်တစ်ချက်ကောင်းနေတာကဒီလာမဲ့2026မှာအင်္ဂါတောင်းတွေနဲ့တောင်းပြီကံကအရန်ကောင်းနေပါလေ။တောင်းပြီမရှိတဲ့သူတွေနေတဲ့ကတော့တေချာပေါ့တောင်းပြီရမယ်နှစ်တစ်နှစ်ဖြစ်ပါလေ။ ပြီးတော့တာမီရေနဲ့ပတ်သက်ပြီးတော့တာကျွရောတမီကျွရောခံစားရမှနှစ်နှစ်မှရှိနေပါတယ်။ဒါကြောင့်အင်ကာတာမီဖိဖေးမီနဲ့တာမီကန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နှစ်နှစ်မှကြုံတွေ့နေပါတယ်။အရန်ကောင်းပါတယ်။ပြီးတော့ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကောင်းပါတယ်ခင်ဗျာ။ဘာသာတရားတွေကိုကိုကအမြဲမပြတ်လှုပ်ခြင်းအားဖြင့်နော်ကိုရဲ့အလောက်ခိုင်းနေစီးပွားရေးငွေကြေးတွေအဆင်ပြေလာမယ်နှစ်နှစ်မှရှိနေပါတယ်။ဒါကြောင့်မို့အင်ကာတာမီဘာသာတရားတွေများများလုပ်ပြီးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ ပညာရေးနဲ့ပတ်သက်ပြီးတော့အင်ကာတမ်းမီတွေဒီနှစ်စမှစာဝေးပွဲဖြေဖို့ကိစ္စတွေရှိတယ်ဆိုရင်တေချာမအောင်မြင်မယ်ကာလထဲမှာရောက်ရှိလာပြီ။ဒါကြောင့်စာမီပွဲနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဖြေမယ်ဆိုမယ်အလုပ်အင်တာဗျူးမယ်ဆိုရင်အောင်မြင်လွယ်တယ်အဆင်ပြေလွယ်တယ်။ဒါကြောင့်ကိုကစာမီပွဲနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ဘီဝဲနောက်မှာကျွန်တော်ရေရာလေးပေးမယ်။ဒီတစ်နှစ်ပတ်လုံးစာမီပွဲဖြေခံပြီးမှဒီရေရာကိုချီပြီးတော့ဖြေမယ်ဆိုရင်အလွယ်တကူအောင်မြင်တာမျိုးတွေအကိုကြက်မှတ်ထားတဲ့စာတွေရွေးပြီးတော့ နေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ရေတရာဖြစ်အောင်ခြေပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရှင်းပြေတဲ့အောင်မြင်တဲ့အခုသတိထားရမှာကအပိတ်ပင်တွေအသားစီးတွေအဟန့်သားတွေတို့ကြောင့်နော်ကိုယ့်ရဲ့အလုပ်တွေအဆင်မပြေတွေကြုံတွေ့လာနိုင်တယ်။အဲ့ဒါတွေကိုဖျက်ချော်နိုင်မယ်ဆိုရင်တော့ခါတိုင်းနဲ့မတူဘဲနဲ့ကြီးကြီးကျယ်ကျယ်အဆင်ပြေတာမျိုးတွေ အောင်မြင်မှုတွေအများကြီးရရှိမှာဖြစ်ပါတယ်။မိတ်ဆွေကအတိကကဘယ်လိုအခက်ခဲမဆိုဘယ်လိုအကျက်တဲမဆိုရင်ဆိုင်မယ်ကြော်ဖြတ်မယ်ဆိုတဲ့စိတ်ပဲမွေးတာ။အာစီးပွားရေးအောင်မစားတင်ရသေးဘူး။စီးပွားရေးတော့ကောင်းကောင်းမလုပ်ရသေးဘူး။လက်လျှော့မယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဒါကြောင့်မို့ဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့စ조사အားထုတ်မယ်ဆိုရင်တော့တေးကြပေါ့ဒီနှစ်နှစ်မှာအဆင်ပြေမယ်နှစ်နှစ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီချက်တော့အရန်ကောင်းပါလေခင်ဗျာတခုတ်တတိထားဆရာရှိတာက အင်္ဂါတောင်းရည်နေတဲ့ဒီလာမဲ့2026မှာကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးတဲ့ကာလတစ်ခုမှာရှိနေပါတယ်။ကံနဲ့ပတ်သက်ပြီးတော့မစံတန်တည်ဘူး။ကံနဲ့ပတ်သက်ပြီးအဓိကအလုပ်လုပ်နေတဲ့သူတွေဆိုအထူးလှိဆိုင်ပါလို့ပဲကျွန်တော်ကအကြံပေးချင်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးတဲ့အတွက်ကြောင့်မို့ကိုစုဆောင်တဲ့ငွေကြေးတွေမလုံတော့တတ်ပါတယ်။ဒါကြောင့်မို့ကံနဲ့ပတ်သက်ပြီးတော့အထူးလှိဆိုင်ပါခင်ဗျာ။မိတ်ဆွေကကံစမ်းချင်တယ်။တော့ကံကောင်းနေတဲ့နံပါတ်က6ပါးနံပါတ်တွေ လေးပါးရဲ့နံပါတ်တွေကအကျိုးပေးနေတဲ့ကာလနဲ့မှာဖြစ်နေပါတယ်။ကံကောင်းနေတဲ့အကြောင်းကအဖြူရောင်ရဲ့မိခိုးရောင်တွေကကံကောင်းနေကိုညံရှိလို့အတုံးပြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။နောက်တစ်ချက်ရံကောင်းနေတာကဒီလာမယ့်နှစ်ပြည့်မှာမိတ်ဆွေကိုမမြင်နိုင်တဲ့လောကီပညာတွေနဲ့ပြူစားတာတွေနောက်ဆက်တာတွေတိုက်ခတ်တာတွေလွယ်လွယ်နဲ့လုပ်လို့မရတဲ့နှစ်နှစ်မှာကြုံတွေ့နေပါတယ်။ပြီးတော့မိတ်ဆွေကရက်ဝေးသွားမယ့်ကိစ္စတွေရက်ဝေးသွားပြီးအလုပ်လုပ်မယ်၊ခိုင်းမယ်နော်ဗီဇာတွေဆောက်ဆိုင်းနေတယ်ဆိုရင်တေချာပေါက်ရရှိမယ်ဆိုတဲ့နှစ်နှစ်မှာရောက်ရှိနေပါတယ်။ ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့သွားမယ်လာမယ်ဆိုရင်လမ်းခီမှာအကျိုးပေးရင်လည်းခလာထဲမှာရှိနေပါလေအရန်ကောင်းပါလေခင်ဗျာခဏတုန်းကကျွန်တော်ပြောခဲ့တဲ့မျိုးပဲမိတ်ဆွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြူစားနှောက်ဆက်လို့မရဘူးဆိုပေမဲ့ပြီးခဲ့တော့နှစ်တုန်းကမိတ်ဆွေကကျမ်းမာရေးမကောင်းဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးနော်စိတ်နဲ့လူနဲ့မကပ်ဘူးနော်အမြဲတမ်းလိုစိတ်တွေကလေးလံနေတယ်ဆိုရင်ကျွန်တော်အကြံဉာဏ်လေးတစ်ခုပေးချင်တာကနှိစက်ရဆရာတွေမှာစစ်ဆေးကြည့်လိုက်ပါကျွန်တော်စီကိုလာပြီးဆက်သွယ်ပြီးစစ်ဆေးမယ်ဆိုတော့ခါမယ်စစ်ပေးပါမယ်ခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာကိုခြေချင်းအားဖြင့်ဒီလာမယ်2026တနှစ်ပတ်လုံးမှာအင်္ဂါသားမျိုးတွေကံကောင်းခြင်းတွေကိုယ်စီရောက်ရှိလာပြီးတော့အာဆဆရရအဆင်ပြေသွားမှာဖြစ်ပါတယ်။ရေတရာကိုဖျောင်းလုပ်ပြီးပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်။ခြေရမယ့်ရေတရာကမခက်ပါဘူး၊လွယ်ကူပါတယ်။လိမ္မော်သည်ခက်ကြီးကြီးလေးနော်တတ်တတ်လေးကိုမိတ်ဆွေတို့အမွှာလေးတွေတေးချခွာပြီးတော့အမွှာလေးတွေပတ်ပတ်လဲလဲစီလိုက်ပေါ့ပကံပြားကြီးကြီးထဲမှာလိမ္မော်သည်တွေကို သူ့ရဲ့အခွန်တွေကိုခွာမယ်နော်တိလားအမွာလေးတွေကိုပပတ်လေလေပန်းပုံစံမျိုးလေးစီလိုက်ပြီးအလဲမှာလက်ဖက်လေးတစ်ပုံချပြီးတော့ဖះအောင်ထူတန်းရမှာဖြစ်ပါတယ်လက်ဖက်ဆိုတာကအာကျွန်တော်ရိုးရိုးလက်ဖက်ကိုစီတွေစားတွေခြုံမုတ်တွေနော်ကောင်းကောင်းလေးနေပြီးတော့နော်အဲ့ဒီခဏပြောတဲ့ဒေမော်ဒီကိုပပတ်လေလေဝိုင်းတဲ့လေမော်ဒီအလဲမှာအဲ့ဒီလက်ဖက်လေးကိုပုံပြီးတော့ ဘရားကိုကတ်လို့လူတန်းမယ်ပြီးတော့ရင်စီမီတွေမှုတာတွေထုတ်မယ်ဒီရတရားကိုလှုပ်ချင်အောင်ပြည့်တစ်နှစ်ပတ်လုံးကံကောင်းခြင်းတွေအစဉ်ပြေခြင်းတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကျွန်တော်ပြောတာနားလေတဘောပေါက်လာမှတည်ဦးလွယ်ကူပါရင်နော်လေမွန်ဒီတွေကိုပက်ပက်လေးလေးပန်းပုံစံလေးမိတ်ဆွေတွေ့ပူမှာပါနော်ပက်ပက်လေးလေးဝိုင်းလိုက်တယ်အခုနေခွာလိုက်တဲ့အမွာလေးတွေပေါ့နော်ပြီးရင်လက်ဖက်လေးကအလဲမှာပုံနှိုက်တဲ့ဂျာပဲပြီးရင်စီမီတွေမှုရာတွေထူပြီးတော့ဖယောင်းကက်လူလူတန်းချင်အောင်ပြီးကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အဓိကရည်ကြီးရမိတ်ဆိုအမျှပေးတဲ့နေရာမှာ ကျွန်တော်ကျမတို့ဒီဒီနေ့ပြရတော့ကုလိုစုစုတို့ကို32ဘုံကျင်းလင်းကြောင်းကုန်တော့တရားပေါင်းလို့မြတ်တာပို့ပါ යි အမျှပေးဝေးပါ යි အမျှအမျှဆိုပြီးတော့နောက်ပိတ်ဆုံးမှာအဲ့လိုလေအမျှပေးခြင်းအားဖြင့်မိစလိုမမြင်နိုင်တော့နှက်ကောင်းနှက်မြက်တွေရအကူရှင်ထောက်ပံ့ကောင်းတွေရရှိပြီးတော့ကိုဖြစ်ခြင်းတဲ့ဆန္ဒတွေစုတောင်းခြင်းအားဖြင့်ပြလွဲတကူပြည့်သွားမှာဖြစ်ပါတယ်။ကိုကဆောင်းပွဲအောင်ခြင်းနဲ့ဆိုရင်ဆောင်းပွဲအောင်တာပေါ့အိမ်တော်ရေးစီးပွားရေးဆင်ပြေခြင်းနဲ့ဆင်ပြေခြင်းတာပေါ့အဲ့ဒါလေးကိုစုတောင်းခြင်းအားဖြင့်အလွဲတကူအဆင်ပြေသွားမှာဖြစ်ပါတယ်။နောက်တစ်ချက်ခြေရောက်ရတဲ့အညက်တွေထွက်တဲ့ရတရားလေးကျွန်တော်ပေးမယ်။ အညက်နဲ့ထွက်စီတဲ့ဂျယ်ရီယာကမိတ်ဆွေရဲ့အိမ်နော်ဖနက်ချွတ်တဲ့နေရာမှာနော်ဝင်ထွက်လေကားရင်းမှာအဲ့လိုနေရာပြုတ်ညက်တဲ့နေရာမှာကြံညို့ကိုခြေထောက်နဲ့နင်းချေဖြစ်စီရမှာဖြစ်ပါတယ်ကြံညို့ရှာရခတ်တယ်ဆိုရင်ကိုကိုညို့လည်းရတယ်နော်အေးဖနက်စင်နာမှာနော်ဖနက်ချွတ်တဲ့နေရာမှာအဲ့ဒါလေးကိုတေချာလေးချနေပြီးတော့ခြေဖြတ်ရမှာဖြစ်လာပြီးွားရင်ချောင်းမှာတော့မြှောက်ပြလိုက်ပါငါးစီမှာရှိတဲ့အညက်လေးငါးစီမှာရှိရမကောင်းတဲ့ຢာတွေဟောဒီချောင်းနဲ့တပါတယ် မျောပါသွားပါစေဆိုပြီးဆုတောင်းရမှာဖြစ်ပါတယ်။တတိထားရမှာတစ်ခုကကိုယ့်ရဲ့အိမ်မှာတနင်းလာသားသမီးတွေရှိတယ်ဆိုရင်လုံးဝမလုပ်ပါနဲ့။သူတို့ကိုတွက်ခိုက်မှာဆိုလို့ပါ။ဒါကြောင့်မို့ကိုယ့်အိမ်မှာတင်းလာသားသမီးတွေမရှိဘူးဆိုရင်လုပ်လို့ရပါတယ်။ရက်ဝေးမှာတနေတကြီးမှာနိုင်ငံခြားမှာဆိုရင်ရတယ်။အိမ်မှာမနေဘူးဆိုရင်ရတယ်။အပြင်မှာဆိုရင်ကြောင်းမဟုတ်ဘူး။ကဲအခုကျွန်တော်ပြောတဲ့ရည်တရားကိုနားလည်တဲ့ပေါ်ပေါက်မယ်ထင်တယ်။ဒီရည်တရားကိုချင်းချင်းအပြင် ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။မျိုးလေးအစုံမတက်ခင်မှာကျွန်တော်အခုညီတစ်ခုတောင်းချင်ပါတယ်။ကို့လိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့လူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုကို share ချင်းဝေမျှချင်းလုပ်ပေးပါနဲ့ခင်ဗျာ။မဲဆိုလို့ share တဲ့ချက်ကတစ်ဖက်ကအဆင်မပြေဘူး။အခက်ခဲတွေဖြစ်နေတယ်ဆိုရင်မြင်တွေ့တော့ရတရားလေးချေလိုက်လို့အဆင်ပြေသွားမယ်ဆိုရင်မဲဆိုရင်ကျွန်တော်ကသတ်တူကုတူရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share ဖို့မေးပါနဲ့ခင်ဗျာ။ကြောက်မဲဆိုရင်နှစ်အစနှစ်ဆုံးကောင်းတော့နှမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးပြောဆွေးနွေးမိထားစုပါ။ ြောဆွေးနော့ချီတူပေါ့နေပိုင်ဆိုင်ပြီးတော့ဒီလာမဲ့2026မှာအလောက်ကိုင်းစီးပွားရေးငွေကြေးအိမ်တော်အခြေအစဉ်ပြေပြီးတော့ပြောဆွေးနော့မိသားစုဝင်တွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ